မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။မုံရွာမြို့မှာတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်ပါဝင် PDF ထပ်ဖို့တွေကိုဖန်းစီခဲ့သူလည်းဖြစ်ငွေကြေးချမ်းသာတဲ့သူတွေကိုဗာဖန်းစီငွေညှစ်နေတယ်။ရဲအရာကန်ဝင်းနိုင်ဆိုသူကိုတော်လိုင်းရေးတပ်ဖွဲ့တွေကမြို့ထဲအထိဝင်ရောက်ဖန်းစီခဲ့တယ်ဆိုပါလေ။ရန်ကုန်တိုင်းမင်္ဂလာဒုံမြို့နယ်ကပလဲသုံးရက်ကွက်မှာအင်ဂျင်200ကျော်ကိုကျူးကျော်လို့ပြောပြီးအကြမ်းဖက်စစ်တပ်နဲ့စီပင်ကအင်အားသုံးဖြတ်စီးသွားတဲ့အတွက် လူရဲ့600ကျော်ဟာအိုးမဲ့အိမ်မဲ့ဖြစ်သွားရပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စကန်တိုင်းကမုံရမြို့မှာတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်အပါဝင် PDF ထပ်ပုတ်တွေကိုဖမ်းဆီးခဲ့သူလည်းဖြစ်ငွေကြေးချမ်းသာတဲ့သူတွေကိုပါတောက်လျှောက်ဖမ်းဆီးငွေညှစ်နေတဲ့ရဲအရာခံဝင်းနိုင်ဆိုတဲ့သူကို ဒေါ်လန်ရေးတပ်ဖွဲ့တွေကမြို့တဲ့အထိဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးပလပအဖွဲ့ကပြောပါတယ်။မေလ19ရက်နေ့ကပဲမုံရွာမြို့ကချမ်းမြသာစီရက်ကွက်နေစာလမ်းမှာလွင်ငပီတောင်းဆိုင်ဖွင့်ထားတဲ့အချမ်းဖက်စစ်တပ်လက်အောက်ခံရဲအရာခံဝင်းနိုင်ဆိုသူကိုမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးပလပအဖွဲ့ကမြို့တဲ့အထိဝင်ရောက်ဖမ်းဆီးခဲ့တယ်ဆိုပါတယ်။အဲ့ဒီရဲအရာခံဝင်းနိုင်ဆိုတဲ့သူဟာမုံရွာတပိတ်ကောင်းဆောင်ကိုဝင်းမွန်းနိုင်ပါဝင် PDF ထောက်ပံ့တွေကိုဖမ်းဆီးခဲ့တဲ့သူလည်းဖြစ်ပြီးသူဟာတပိတ်အဖွဲ့ကိုထောက်ပံ့နေတဲ့ကောင်းစင်မိုးနယ်လူငယ်၅ဦးအပြင်မဆွေမာဦးနဲ့မအီအီဖြူဆိုသူတို့မျိုးသမီး၂ဦးကိုပါဖမ်းဆီးရမှာလဲအဓိကပါဝင်ခဲ့တဲ့သူဖြစ်တယ်လို့မုံရမြို့နယ်ပလပအဖွဲ့ကပြောပါတယ်။ဒါအပြင်တစ်ဖက်မှာလည်းငွေကြေးချမ်းသာတဲ့သူတွေစီကနေမတရားဖမ်းဆီးငွေညှစ်တာတွေကိုတောက်လျှောက်လုပ်နေပြီ။အဲဒီတဲကစိန်ဂျော်ကာဖနက်ဆိုင်ပိုင်ရှင်စီကနေဆိုရင်သိန်း900နဲ့ငွေညှစ်ရွေးယူခိုင်းခဲ့တဲ့အထိပါလောက်ခဲ့တဲ့သူဖြစ်တယ်လို့ အဲ့ဒီလိုငွေညှင်းလို့ရတဲ့အထက်က30ရာခိုင်နှုန်းကိုအထက်အရာရှိကခွဲဝေပေးတယ်လို့လည်းသိရပါတယ်အခုတော့အဲ့ဒီလိုမုံရမြို့မှာတပိတ်ကောင်းဆောင်ကိုဝေမွန်းနိုင်ပါဝင် PDF ထောက်ပို့တွေကိုဖန်စီခဲ့တဲ့သူလဲဖြစ်ငွေကြေးချမ်းလာတဲ့သူတွေကိုပါတောက်လျှောက်ဖန်စီငွေညှင်းနေတဲ့ရဲအရာကန်ဝင်းနိုင်ဆိုတဲ့သူကိုမုံရမြို့နယ်ပြည်သူလုံခြုံရေးပလဖအဖွဲ့ကမြို့တဲအထိဝင်ရောက်ဖန်စီနိုင်ခဲ့တယ်လို့လဲမုံရမြို့နယ်ပလဖအဖွဲ့ကပြောထားပါတယ်ခင်ဗျဒီတခါမကွေးတိုင်းဘက်မှာတော့ ရင်ကြုံမြို့နယ်က 0.J ရဘက်ကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်တွေကကြပြတ်တိုက်ခိုက်မှုအတွင်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေများသွားတဲ့အပြင်သူတို့စီကတနက်9လက်နဲ့ခဲယမ်းအချုပ်ကိုပါတင်စီရရှိခဲ့တယ်လို့တောင်းသွင်းပြီးပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်ကိုပြောပါတယ်မေလ18ရက်နေ့ကပဲရင်ကြုံမြို့နယ်က 0.J ရဘက်ကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်တွေကဖျက်အားပြင်းမိုင်းတွေနဲ့ဖောက်ခွဲပြီးလက်နက်ငယ်တွေနဲ့ပါကြပြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်များတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားပြီသူတို့စီကနေလက်နက်၅လက်နဲ့ခရင်အချုပ်ကိုပါတင်းစီရရှိထားတယ်လို့တောင်းသွင်းနေပျောက်ကြားတက်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျအခုတခါအေယာဝတီတိုင်းဘက်မှာတော့ညောင်တုံးမြို့နယ်ကအကျန်းဖက်စစ်ကောင်စီခန့်ကွန်းဒီပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုရဲနိုင်စိုးနဲ့အပေါင်းပါတွေဟာစစ်မှုထမ်းဖို့လူငယ်တွေကိုမတရားဖမ်းဆီးဓာတ်တွေလုပ်နေပြီး ထွက်ပြေးရင်မိသားစုကိုပြဿနာရှာမယ်ဆိုပြီးတော့ပါချင်းချောင်းနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။အဲ့ဒီညောင်တုံးမြို့နယ်ကွန်းသီးပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရဲနိုင်စိုးနဲ့အတူနိုင်ဝင်းအောင်ကြည်ထွန်းနဲ့ရွှေတိုးဆိုသူတို့ကအဓိကဦးဆောင်ပြီးဝဲငယ်ကန်စုဝဲငယ်အထက်စုမဲစိန်စုချောင်းနာစုပေါကုံစတဲ့ကျေးရွာတွေအပါအဝင် ဒေသခံလူငယ်တွေကိုစစ်မှုထမ်းအပစင်34အတွက်ဆိုပြီးစစ်သားတဲ့အဖြစ်မဲနိုင်ခိုင်းတာတော့မဟုတ်တော့ပဲသူတို့စိတ်ကြိုက်ရွေးချယ်ပြီးမတရားဖမ်းဆီးတာတွေလုပ်နေတယ်ဆိုပါတယ်အကယ်လို့စစ်မှုမထမ်းမဲ့ထွက်ပြေးရင်ကြံတဲ့မိသားစုကိုပြဿနာရှာမယ်ဆိုပြီးတော့ပါချိန်ချောက်နေပြီးသူတို့ကိုငွေပေးတဲ့သူတွေကိုတော့စစ်မှုမထမ်းရအောင်ဖယ်ထားပြီးတော့ငွေမပေးနိုင်တဲ့လူငယ်တွေကိုမတရားဖမ်းဆီးပြီးစစ်သားတဲ့အဖြစ်လူတောင်ကြိုဆုပ်နေကြတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျ တစ်ဖက်မှာတော့အာရခတက်တော့အေးအေးသိမ့်ပိုက်ထားတဲ့ရခိုင်ပြည်နယ်မြောက်ဦးမြို့ကခရိုင်အုပ်ချုပ်ရေးမှုရုံးကိုစစ်ကောင်စီကတိုက်လေရင်နဲ့ဘုံကျဲမှုအတွင်းအာရခတက်တော့အေးအေးတပ်ဖွဲ့ဝင်တချို့ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီကနေ့မေလ24ရက်နေ့မနက်ပိုင်းကပဲအကြမ်းဖက်စစ်ကောင်စီကတိုက်လေရင်နဲ့လာပြီးမြောက်ဦးမြို့ခရိုင်အုပ်ချုပ်ရေးရုံးကိုဘုံကျဲတိုက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီလိုဘုံကျဲတိုက်ခိုက်မှုကြောင့်ခရိုင်အုပ်ချုပ်ရေးမှုရုံးကိုထိမှန်သွားပြီး အဲ့ဒီရုံမှာရှိနေတဲ့အာရခတတ်တော်အေအေတက်ဖွဲ့ဝင်တချို့ထိခိုက်သေးဆုံးမှုရှိနေတယ်လို့လဲဒေသခံတွေကပြောပါတယ်။ရှခိုင်းပြည်နယ်မှာအခြေကျစစ်ရှုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီကရတပြည်သူတွေနေတဲ့မြို့တွေရွာတွေကိုနေ့စဉ်လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလုပ်နေပြီးအာရခတတ်တော်အေအေသိမ့်ပိုက်ထားတဲ့မြို့တွေကိုလည်းအကြမ်းဖက်စစ်ကောင်စီကရေရွယ်ချက်ရှိရှိလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလုပ်နေတယ်လို့သိရပါတယ်ခင်ဗျ။ဒီတခါရန်ကုန်တိုင်းဘက်မှာတော့ မင်္ဂလာတို့မြို့နယ်ကပလဲ3ရက်ကွက်မှာအင်ဂျီ200ကျော်ကိုကျူးကျော်လို့ပြောပြီးအကြမ်းဖက်စစ်တပ်နဲ့စီပင်ကအင်အားသုံးဖျက်ဆီးသွားတဲ့အတွက်လူရဲ800ကျော်ဟာအိုးမဲ့အိမ်မဲ့ဖြစ်သွားရပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။မေလ23ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲမင်္ဂလာတို့မြို့နယ်ပလဲ3ရက်ကွက်မြန်စပယ်လမ်းရဲတရင်ရှစ်အနီးနဲ့ဂျိုးဘီယူပိုက်လိုင်းတလျှောက်ကစုစုပေါင်းအင်ဂျီ200ကျော်ကိုကျူးကျော်လို့ပြောပြီးအကြမ်းဖက်စစ်တပ်ရဲနဲ့စီပင်အပါဝင်အုပ်ချုပ်ရေးအဖွဲ့တွေကပါ မြေကောကားတွေဘူဒိုဇာတွေနဲ့အတင်းအဓမ္မဖြက်စီးသွားတယ်ဆိုပါလေအဲ့ဒီလိုဖြက်စီးတဲ့အထက်မှာပြင်းမာပင်အုတ်ကြီးသိမ့်ထွန်းတဲ့သူ့အမျိုးတွေရဲ့နေအိမ်48လုံးကိုတော့အကျန်းဖတ်စစ်တပ်ကမဖြတ်ပဲကွပ်ပြီးခြံခဲ့တယ်လို့တခြားပြည်သူတွေရဲ့နေအိမ်အလုံး200လောက်ကတော့ဖျက်ဆီးခံလိုက်ရပြီလူရေ800ကျော်ဟာအိုးမဲ့အိမ်မဲ့ဖြစ်သွားရပြီလို့ဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျ တဖက်မှာတော့မြန်မာနိုင်ငံမှာပြည်တွင်းစစ်ပြင်းထန်နေမှုကြောင့်ရန်ကုန်မြို့မှာအော်တိုဘားလာတဲ့ကျင်းပဖို့စီစဉ်ထားတဲ့ Miss Grand International 2024အလှမဲ့ပြိုင်ပွဲကိုဖျက်သိမ်းလိုက်ပြီလို့မေလ22ရက်နေ့မှာပဲကြေညာလိုက်ပါတယ်။လက်ရှိမြန်မာနိုင်ငံကအခြေအနေတွေကြောင့်ရန်ကုန်မြို့မှာအော်တိုဘားလာအတွင်းကျင်းပဖို့လှုပ်ထားတဲ့ Miss Grand International 2024အလှမဲ့ပြိုင်ပွဲကိုဖျက်သိမ်းလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာမလုတော့ပဲမြန်မာနိုင်ငံအစားပွဲကျင်းပမယ်တခြားနိုင်ငံနဲ့နေရာကိုနောက်ပိုင်းမှာထပ်မံကြီးညာပေးမှာဖြစ်တယ်လို့လဲပွဲစီစဉ်တဲ့ကမ္ပဏီကိုစလဲက AFP သတင်းဌာနကိုပြောထားပါတယ်လက်ရှိ Miss Grand International 2024ပြိုင်ပွဲမှာနိုင်ငံကိုစားပြုအဖြစ်ရွေးချယ်ခံရတဲ့ Honduras အလှမေကလည်းလုံခြုံရေးအန္တရာယ်ကြောင့်မြန်မာနိုင်ငံကိုတွားရောက်မှာမဟုတ်ဘူးလို့ထုတ်ပြန်ခဲ့ပါသေးတယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ